စီဝါရေးစီမံခန့်ခွဲမှုပညာနဲ့ခေါင်းဆောင်မှုပညာကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ် Certificate in General Business Management စီဝါရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းကိုကျွန်တော်တို့ ဖွင့်လှစ်မှာဖြစ်ပါတယ်။ online သင်တန်းကတော့ကျွန်တော်တို့အခုလာမယ်10လပိုင်း28ရက်နေ့အင်္ဂါနေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့ online ကနေတလတက်ရမှာဖြစ်တဲ့အတွက်ဘယ် data မှမဆိုတက်နိုင်ပါတယ်။အပြင်လူတွေ့သင်တန်းကတော့17လပိုင်းကို ရောက်သွားမှာဖြစ်တယ်။17လပိုင်း1ရက်နေ့နဲ့2ရက်နေ့စနေတရီနေ့2ရက်မှာမနက်စင်တာရနေညနေ6နာရီအထိရန်ကုန်မြို့တောင်ဝင်းစင်တာ3လာမှာရှိတယ်။ကျွန်တော်ရဲ့ AML သင်တန်းကျောင်းမှာကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတော့တက်ရောက်မှာဖြစ်ပါတယ်။အဲ့တော့လူတို့ ။ online တနမဲ့တက်ချင်တက်ချင်အပြင်တနမဲ့တက်ချင်တက်ချင်ကိုယ့်ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ comment မှာမရင်းနဲ့ messenger message မှာဆင်းပေးတာပြပါ။ကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးမယ်။အခုအစည်းအဝေးကြည့်တဲ့တိုင် online ကပထမဦးဆုံးအရောက်တရာအပြင်ကပထမဦးဆုံးအရောက်30ကို10% discount ကျွန်တော်တို့ပေးထားတယ်ဆိုတော့တည်င်းကောင်းလေးပါလို့ပါ။အစင်းပေးရင် Facebook page ဆိုရင် LYNN လင်းနဲ့နော်လင်းတိုင်းညမြန်မာစံအင်္ဂလိပ်လိုရေးထားတယ် follower 3.8 million ကျော်ရှိတယ်။ Apache Messenger မှာပေးပါ TikTok ဆိုရင်တော့အဲကျွန်တော်တို့ follower 3.2 million ကျော်ရှိတယ်။မြန်မာလိုလင်းတိုင်းညမြန်မာမြန်လိုရေးထားတယ်။အဲ့ဒီ account ရဲ့ message မှာဇင်းပေးပါကျွန်တော်တို့တင်တန်းကြောင်းအသေးစိတ်ကိုလည်းကျွန်တော်တို့ဒီကျွန်တော်တို့ page ထဲမှာအခုလိုကျွန်တော်ဗီဒီယိုဖိုင်နဲ့အတူတင်ထားပြီးတော့တင်တန်းကြီးကိုလည်းကျွန်တော်ဒီ post ထဲမှာရေးထားပြီးပါတယ်ဆိုတော့ကျွန်တော်ဒီတင်တန်းဒီအဲကျွန်တော်တို့ online တင်တန်းဒီ ဘလို့တင်ကြမှာလဲဆိုတော့တင်တန်းစတင်မဲ့ဆယ်လာပိုင်း28နှစ်အင်္ဂါနေ့ကနေစတင်ပြီးနေ့စဉ်ကျွန်တော်တို့က recorded video တွေကိုကျွန်တော်တို့ Facebook group ရော Telegram private channel မှာတင်ပေးမယ်အဲ့ဒါတလားတိတိနေ့စဉ်ကြည့်ရမှာဖြစ်တယ်သူကနှစ်ပိုင်းခွဲပြီးတင်မယ်ပထမတစ်ပိုင်းကတော့ recorded video အပတ်စဉ်တနင်္လာနေ့ည8နာရီတိုင်းကျွန်တော်တို့ Zoom application ကနေ live လွှင့်ပြီးတော့တင်ကြမှာဖြစ်တယ်အဲ့ဒါကအပတ်စဉ်တနင်္လာနေ့ဆိုတော့တလားဆိုတော့၄ချိန်ပါ အဲ့တော့ zone life မှာကျွန်တော်နဲ့တူးချင်းမျက်နှာချင်းဆိုင်တွေ့ပြီးတော့မှကျွန်တော်ကိုစိတ်ကြိုက်မေးခွန်းပေးနိုင်တယ်အဲ့တော့တင်းတန်းတက်နေတဲ့လူချင်းတို့ group coaching မှာရအောင်ဆောင်ပေးတာဖြစ်တယ်အဲ့ဒီ zone life ကိုလည်းနိုင်ငံခြားသူတွေလည်းပါတော့မတက်နိုင်မပူနဲ့နောက်ရက်မှာ3နာရီတင်းနေဆို3နာရီစာလုံး recorded video ကိုကျွန်တော်တို့ခုန Facebook group ရော Telegram private channel မှာကိုပြန်တင်ထားပေးမှာဖြစ်ပါတယ်တင်းတန်းကြလားတက်လာပြီးသွားတဲ့တိုင် group ကိုမဖြတ်ပဲထားထားပေးမှာဖြစ်တဲ့အတွက်တင်းကန်းစာတွေကိုအထက်ထက်ကိုလေးလာခြင်းနဲ့အချိန်တိုင်းပြန်ပြီးလေးလာနေနိုင်မှာဖြစ်တယ် ်တနင်္ဂနွေတစ်လပြီးသွားလို့ assignment survey certificate ကိုကျွန်တော်တို့ email ကနေပေးပို့ပေးမှာဖြစ်ပါတယ်အပြင်လူတွေ့တက်ချင်တဲ့သူတွေကတော့ကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေနောက်ကသူတို့ဝန်ထမ်းတွေဆေးလွတ်ချင်တယ်လို့ပြောတဲ့သူတွေအတွက်ကတော့17လပိုင်းရောက်သွားမယ်17လပိုင်း1ရက်နေ့နဲ့2ရက်နေ့စနေတွေ2ရက်မှာမနက်စင်တာရကနေညနေ6နာရီထိတော်ဝင်စင်တာမှာကျွန်တော်နဲ့တွေ့ပြီးတော့တက်အောင်မှာဖြစ်ပါတယ်အဲ့ဒီတန်းန်းဒီ certificate in general business management တန်းန်းလို့ဆိုတာနဲ့ညီစီးပွားရေးလုပ်ငန်းတစ်ခု level လောက်ကန်မှုအတွက်လိုအပ်တဲ့ marketing hr operation စတဲ့ဘာသာရပ်တွေကို certificate level မိတ်ဆက်ပြီးသင်ကြားပေးမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့အထူးဖြည့်စွက်အနေနဲ့ leadership ခေါင်းဆောင်မှုစကားစွမ်းရည် communication skill personal branding စတာတွေကိုကျွန်တော်တို့ဖြည့်စွက်ဆွေးနွေးပြီးတော့သင်ကြားပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဘလို့လူတွေတက်တင်လဲဆိုတော့ကိုကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေပြီးအောင်မြင်ပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။ စီပွားရေးစီမံခန့်ခွဲမှုပညာအခုမှစတင်နေလာမယ်ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်။ကိုကဝင်ထမ်းလုပ်တဲ့အတွက်ကြောင့်ရှိပြီးသား management ကို theory လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။နောက်က management နဲ့ပတ်သက်ပြီးတော့ MBA diploma တွေဆက်တက်မဲ့သူတွေလည်းအခြေခံအနေနဲ့တက်ရောက်နိုင်ပါတယ်။ကိုမှ business idea ရှိတယ်။ဒီ idea လက်တွေ့ account ထဲပေါ်ခြင်းတဲ့သူတွေလည်းတက်ရောက်နိုင်မှာဖြစ်ပါတယ်။အဒီတင်တန်းမှာကျွန်တော်တို့အနေနဲ့ management နဲ့ပတ်သက်ပြီးတော့စာတွေလက်တွေကျွန်တော်တို့ဆွေးနွေးပြီးတော့သင်ကြားပေးသွားမှာဖြစ်တယ်ဆိုတဲ့သတင်းကောင်းလေးပါလို့ပါတယ်။ ဲ့တော့ကျွန်တော်တို့ဘလို့တင် जा မှာလဲဘာတွေတင် जा မှာလဲအဓိကကတော့ကျွန်တော်တို့ကစီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှုရဲ့သဘောတရားကိုအဓိကတင် जा မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီပုံလေးမှာပြတဲ့အတိုင်းပဲလူတွေသည်သူ့ရဲ့ဘဝမှာသူ့ရဲ့အတံပွင့်ကြောင်းလုပ်ငန်းမှာသူ့ရဲ့ professional မှာအောင်မြင်မှုဆိုအဆင့်30လို့နံပါတ်1အဆင့်ကတော့ကျွမ်းကျင်မှုအဆင့်ဖြစ်တယ်ကျွမ်းကျင်မှုအဆင့်ကိုစပြီးတော့ရှိအောင်ကျွန်တော်စူးစမ်းဖို့လို့ပြီးတော့မှ management စီမံခန့်ခွဲမှုအဆင့်ကိုတက်လှမ်းမှုလို့နောက်တော့မှကျွန်တော်တို့က leadership ခေါင်းဆောင်မှုအဆင့်ကိုတွားရမှာဖြစ်တယ် ော့ကျွမ်းကျင်တယ်ဆိုတာတော့ရှင်းပါတယ်ကျွန်တော်တို့ကကျွမ်းကျင်တယ်ဆိုတာကျွန်တော်တို့ကမီးကျွမ်းတာလာတယ်ဥပမာဒီခွက်ကလေးကိုကျွန်တော်တို့ကမီးလောင်တယ်လို့ပြောရင်ဒါအပေါ်ရန်လောင်တာကိုပဲလောင်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီခွက်ကိုမီးကျွမ်းတယ်လို့ပြောရင်တော့အတွင်းရောအပြင်ရောနှက်နှက်ဆက်ဆက်လောင်မှမီးကျွမ်းတယ်လို့ပြောလို့ရတယ်အဲကျွမ်းတယ်ဆိုတာပညာရဲ့တစ်ခုကိုကျွန်တော်တို့ကအတွင်းရောအပြင်ရောနှက်နှက်ဆက်ဆက်တခါတည်းတက်တိနားလေတာကိုကျွန်တော်တို့ကကျွမ်းကျွမ်းတယ်လို့သုံးတာကိုငါကကောင်းမောင်းကျွမ်းတယ်လို့ပြောရင်ဘယ်လိုမောင်းမောင်းကောင်းမောင်း တက်မှာသူကကောင်းမောင်းကျွမ်းတယ်လို့ပြောလို့ရတယ်။ဒါကြောင့်ပညာရေးတစ်ခုကိုကျွမ်းကျင်လာပြီဆိုရင်လုပ်ငန်းဝင်မှာကျွမ်းကျင်လာပြီဆိုသည်ကိုဒီအောင်ကျွမ်းကျင်လာပြီဆိုရင်အောင်မြင်မှုတွေကိုစရောက်လာ။ဒါပေမဲ့ဒီကနေ့တစင်းထက်တက်ရမယ်။အဲ့ဒါဘာလဲဆိုတော့ management ဖြစ်တယ်။အဲ့ဒါဘာလဲဆိုစီမံခန့်ခွဲမှုဖြစ်တယ်။ကျွမ်းကျင်လာပြီဆိုရင်ကိုကဘာလဲ management အဆင့်ကိုတက်လန်းနိုင်တယ်။အဲ့ကျွမ်းကျင်တယ်ဆိုတော့ကိုယ်တကိုယ်စားပဲကိုစဉ်းစားတာဒါပေမဲ့စီမံခန့်ခွဲတယ်ဆိုတော့ကိုယ် team တော့ကိုစစဉ်းစားရမယ်ကိုယ်မှာ team တွေရှိလာပြီကိုယ်မှာတာဝန်ယူရမယ့်သူတွေရှိလာအဲ့တော့ management ဆိုတော့ဘာလို့စီမံခန့်ဝဲမယ်လို့ပြောရင်ပြည်လည်အောင်ဆောင်ရွက်နိုင်ရမယ်ခဏခဏပြောစီရမန်နဲ့ခန့်နဲ့ခွဲတဲ့အစီအစဉ်ဆွဲနိုင်ရမယ် management တက်တဲ့သူက plan A မဖြစ်ရင် plan B လုပ်တိုင်ရမယ် plan B မဖြစ်ရင် plan C လုပ်နိုင်ရမယ်ပြီး man နဲ့ဆိုတာကျွန်တော်တို့ဘာလဲ moment ဝန်ထမ်းတွေလူတွေကို moment ရမယ်နောက်တစ်ခါဘာလဲစိတ်တွေကိုလည်း moment ရမယ်အရာဝတ္ထုတွေကိုလည်း moment ရမယ်ပြီးခန့်နဲ့တော်တိုင်းခန့်လို့မရဘူးကျွန်တော်ခဏခဏပြောသင့်တော်မှာခန့်လို့ရတယ် တော်တိုင်းခန့်လို့မရအောင်เนาะနောက်ဆုံးတော့ခွဲတယ်ဆိုတာတာဝန်ခွဲလို့ရမယ်အကျိုးအမြတ်တွေခွဲဝင်နိုင်ဒါစီမံကောင်းရမှုဒီအဓိကအနစ်ချုပ်လိုက်ပြေးရအောင်ဆောင်ရဲဒါပေမဲ့အဲ့ဒီနေ့တဆင့်တက်မယ်စီမံကောင်းရတဲ့တဆင့်နေ leadership ခေါင်းဆောင်မှုအဆင့်ကိုရောက်လာပြီဆိုရင်တော့တိုးတက်အောင်ဆောင်ရဲနိုင်မှုလိုပါတယ်ခေါင်းဆောင်လို့ပြောတော့ power လဲကျွန်တော်တို့ရှိဖို့လိုတယ်ကျွန်တော်တို့ခဏခဏပဲလူမှာကျွမ်းကျင်တဲ့အောင်မြင်တာမဟုတ်ဘူးเนาะကျွန်တော်တို့ကအဲကျွန်တော်တို့အတွေးခေါ်ကောင်းတဲ့အောင်မြင်တာမဟုတ်ဘူး power ရှိမှအောင်မြင်တာအပါဝါဆိုတာကတော့ကျွန်တော်တို့ကခေါင်းဆောင်မှုအဆင့်ရောက်ပါဝါဘာဖန်တီးနိုင်ရအောင် လုပ်ငန်းဝင်တွေမှာလည်းဒီတိုင်းပဲလုပ်ငန်းဝင်ဆက်ဆံရေးမှာလည်းပါဝါကိုထိုက်တင့်အားလို့ဆိုတာကျွန်တော်ဖန်တီးနိုင်မှုလို့ဒါကြောင့်အတိုးချုပ်မှတ်မယ်ဆိုရင်တော့စီမံခန့်ခွဲမှုဆိုတာပြေလည်အောင်ဆောင်ရွက်ခြင်းဖြစ်တယ်ခေါင်းဆောင်မှုဆိုတာတိုးတက်အောင်ဆောင်ရွက်ခြင်းဖြစ်တယ်အဲ့ဒါကိုလူချင်းမျိုးကောင်းစွာနားလည်သဘောပေါက်အောင်ဒီတန်ရမှာကျွန်တော်တို့ကစီမံလူချင်းမျိုးတွေလုပ်ငန်းဝင်မှာကြွန့်ကျင်မှုအဆင့်ရအောင်စပြီးတော့ကျွန်တော်တို့စူးစမ်းမယ်ပြီးရင် management စီမံခန့်ခွဲမှုခေါင်းဆောင်မှုအဆင့်ထိပါဝါရှိတဲ့ခေါင်းဆောင်တွေဖြစ်လာတဲ့အထိရောက်အောင်ကျွန်တော်တို့ဘယ်လိုဆောင်ရွက်မလဲဆိုတော့ road map ကျွန်တော်တို့ရဲ့လမ်းပြမြေပုံကိုလည်းဒီသင်တန်းမှာကျွန်တော်တို့လေ့လာသင်ယူကြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီစာရေးဆရာဖြစ်တဲ့အတွက်ကျွန်တော်သင်တန်းနဲ့ပတ်သက်တဲ့ဂရိသုံးခုပေးနိုင်တယ်နံပါတ်၁ချက်မြန်မာလိုသင်ပေးမယ်နံပါတ်၂ချက်မပြည့်အောင်သင်ပေးမယ်ကျွန်တော်စာရေးဆရာဖြစ်တဲ့အတွက်နံပါတ်၃ချက်လက်တွေ့ပြန်သုံးနိုင်အောင်ကျွန်တော်တို့သင်ကြားပေးမှာဖြစ်ပါတယ် ဒါကြောင့်မိမိတို့ရဲ့စီမံခံကုန်မှုစွမ်းရည်ကိုမြင့်တင်ပြီးတော့အောင်မြင်မှုတည်ဆောက်ခြင်းတဲ့သူတွေနဲ့ကျွန်တော်တို့ Certificate in General Business Management စီးပွားရေးစီမံခံကုန်မှုဆိုင်ရာအခြေခံသင်တန်းတစ်ခုဖြစ်တဲ့ Certificate in General Business Management သင်တန်းမှာ တွေ့ကြပါမယ်။အဲ့တော့ဒီ season ကြီးတဲ့သူတွေအတွက်ကျွန်တော်စာအုပ်၅အုပ်ကိုလည်းလက်ဆောင်ပေးဦးမှာဖြစ်တယ်။အဲ့တော့အဲ့ဒီ season မှာပါဝင်ခြင်းရင်ကျွန်တော်အခု video file လေးကိုမျှဝေလိုက်ပါ။မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါ။အဲ့ထက်က၅အုပ်ကိုရွေးချယ်ပြီးကျွန်တော်ရဲ့မြန်မာနီးမြန်မာဟန် marketing ကိုရီကိုသွေးမြင့်မားစွာအောင်မြင်ခြင်းမင်္ဂလာရှိစွာအောင်မြင်ခြင်းတင့်ကောင်းမှတရဖူစောင်းနိုင်ဖို့နဲ့မေတ္တာအားသာချက်အစာအုပ်ငါးကိုကျွန်တော်ရဲ့အမတ်တရားလက်မနဲ့တူဒီတယောက်ကိုတအုံနှုံနဲ့အိန္ဒယာရောက်လူကျွန်တို့ပို့ကပါမပေးရဘူးပို့ဆောင်ပေးဦးမှာဖြစ်ပါလေလို့တင်းကောင်းပါလို့ပါတယ် We must work together we must build our nation